hello အားလုံးပဲမြင်ကြလောက်ပါ United show ကနေကြူစုပါတယ် Fabrizio Romano ကတော့ကျွန်တော်တို့က Matias Cunha နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ကို update လုပ်ထားတာကျွန်တော်တို့ရှိတယ်အဲ exclusive new အနေနဲ့ပေါ့နော်ဒါ Manchester United ကတော့လက်ရှိမှာ Matias Cunha ကိုခေါ်ယူနိုင်မှုအတွက်နှိစက်နေပြီဖြစ်တယ်ပေါ့ဒါ Brazil ကစားမဖြစ်သူကတော့ Manchester United ကသူ့ကို propose လုပ်ခဲ့တဲ့ project ကိုလုံးဝသဘောကျပြီးတော့ဒါပုံကိုရေးသဘောတူညီမှုတွေကလည်းရရှိဖို့အတွက်နောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။လုံးဝပုံကိုရေးသဘောတူညီမှုတွေရဖို့ကအင်မတန်ကိုနှိစက်မှုတွေရှိနေပြီပေါ့။ဒါအပြင်ကလပ်တင်းတစ်ခုကြားမှာလည်း final details တွေကျွန်တော်တို့ဒါလုံးဝဖြည့်ရှင်းပြီးတာနဲ့ Hewi ကိုမှဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကတော့ကျွန်တော်ဒါ report လုပ်ထားတယ်။ Manchester United အတွက်တော့တကယ်တည်င်းကောင်းပါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲအသင်းက Europa League Final မကန်ရသေးတော့ ိုရီးယားချန်ပီယံလိကံရမယ့်အနာဂတ်ကဘာလဲဘယ်လဲပေါ့ငါတို့ချန်ပီယံလိကံမလာမကံရဘူးလားအဲ့ဒါလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကစားမားတွေခေါ်ယူဖို့ကအတင်းအကျပ်တော်တော်ကိုခဲခဲရင်းရင်းဖြစ်နေတာတော်တော်ကိုခဲခဲရင်းရင်းဖြစ်နေတာဆိုတော့အခုတော့ မတ်တီးယက်စ်ကွန်ညာကျွန်တော်တို့လည်းအမှန်ကန်သတင်းထွက်နေတဲ့ဒါကစားမဖြစ်သူကအသင်းကိုရောက်တော့မယ့်အချိန်မျိုးပါ။ဘာပဲပြောပြောဒါအပေါင်းလက္ခဏာဆောင်တဲ့သတင်းမှာကျွန်တော်တို့ပြဒီနေ့ကိုပဲသဘောတူညီမှုရဖို့ကျွန်တော်မျှော်လင့်နေ။အခုလက်ရှိကကလပ်သင်းနှစ်ခုကြားထဲမှာ details တွေနဲ့ပတ်သက်လို့နောက်ဆုံးအဆင့်တွေကိုသူတို့ဆွေးနွေးနေကြပြီပေါ့နော်။ဟိုဒါအပြင်ကလပ်သင်းနှစ်ခုကြားခုနကပြောတဲ့ payment ကိစ္စတွေဘာတွေဆွေးနွေးပြီးတာနဲ့ here we go မှာဆိုတော့ထင်ပါတယ်ကျွန်တော်ဒီနေ့ကိုပဲကျွန်တော်သတင်းကြားမယ့်အချိန်မျိုးမှာရှိရဲ့။ ဒီနေ့ကိုသတင်းကြားရမယ်လို့ကျွန်တော်ထင်တယ်အဲအဓိကတော့ကစားမဖြစ်သူကပြောင်းလာခြင်းနဲ့ဒါဒါဟာအသင်းတွေကဒါတကယ်ကောင်းတဲ့အရာပဲလက်ရှိအသင်းကအရာအလုံးကထိုးကြနေတဲ့အချိန်မှာ quality မြည်တဲ့ကစားမတွေကဘယ်သူမှအသိပြီးတော့အသင်းကိုပြောင်းမလာခြင်းတဲ့အခြေအနေမျိုးကျွန်တော်တို့လည်းအဲ့ဒါကိုစိတ်ပူနေတာဒါကိုပဲဒီလက်ရှိ Matthias Kunya ကပြောင်းလာဖို့အတွက်ဒါအသင်းနဲ့ပေါ့နော်ဒါလုံးဝသဘောတူညီမှုရဖို့နှိစက်နေပြီဆိုတာမျိုးကတော်တော်ကောင်းတဲ့တင်မှာဆိုတော့အဓိကတော့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရဖို့ပေါ့လေဒီညမှာ ဘောတူညီမှုရဖို့ကလည်းတော်တော်ကိုနီးစပ်နေပြီเนาะဆိုတော့ဒီသဘောတူညီမှုပုံကိုကြီးသဘောတူညီမှုတွေရဖို့ကဝူပန်ဟန်တန်နဲ့သဘောတူညီမှုကြီးတွေရဖို့ကအချိန်ကိုနောက်ဆုံးအချိန်တွေကိုရောက်နေပြီဆိုတာကတကယ်မို့သတင်းကောင်းပါเนาะဆိုတော့ဒီညဟီဝီကိုဒီဘာတွေလာလဲဆိုလို့ရှိရင်တော့ဒါ live တွေဘာတွေတွားရတာဗောလေအသင်းကခက်မြမြန်လုံးမရမှာဘာလို့လဲဆိုတော့အပြောင်းရွှေ့တွေကိုကျွန်တော်တို့ကဒီစောင့်နေလို့မရဘူးဒီသူများအတင်းနေဆိုလို့ရှိရင်အတီးတီးလောက်ကုန်ကြပြီ။ဒါပါတော့လေဘောက်အတင်းဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ပြ frame bound ကိုခေါ်ပြီးသွားပြီ။ဟောအခုလက်ရှိ ဘုံမောင်ရဲ့နောက်ခံကစားမဖြစ်သေးဘူးမိုင်လိုကာကက်စ်ကိုခေါ်ဖို့အတွက်သူတို့လုပ်နေပြီအချင်းညီလေးကလည်းကောင်းနေပြီနော်ဒါအပြင်မန်ချက်စတာစီးတီးတို့ဘာလို့ဆိုလို့ရှိရင်ပြီးခဲ့တဲ့ဇန်နဝါရီပေါင်းရှုမှာတန်း203နဲ့အခုလည်းပဲထပ်ပြီးတော့ကစားမတွေခေါ်ဖို့အတွက်သူတို့တွေပြင်ဆင်ကုန်ရပြီ၄ယောက်လောက်တိကိုအစားထိုးမယ်ဆိုတော့ဒီနေ့နေနဲ့ကျွန်တော်တောက်လျှောက်ထွက်နေတယ်အာဆင်နယ်ဆိုလို့ရှိရင်လည်းပဲတိုက်စစ်ကဗီတာဂူခရစ်တို့ဘာလို့ကိုရီနဲ့တင်းထွက်တာတဲ့ကစားမတွေကိုအမှန်ကန်ခေါ်ဖို့သူတို့ချိုးပန်းနေပြီနော်ဒါအပြင်ဒီယူရိုတန်း90ကျော်နဲ့လည်းကျွန်တော်တို့က ဇူဘမင်ဒီကိုအမှန်ကန်ခေါ်ဖို့အတွက်သဘောတူညီမှုကသူတို့ကရပြီးသွားပြီးဟီဂူကိုလည်းဖြစ်သွားပြီးချယ်ဆီတို့ဘာလို့လဲကျွန်တော်ရှေ့ဗီဒီယိုဒီမှာပြောခဲ့သလိုပဲအဲကျွန်တော်တို့ ਨੇ တောက်လျှောက်သတင်းထွက်ခဲ့တဲ့ဂျီယိုမနီကွင်တာကိုလည်းသူတို့တွေပြီးခဲ့တဲ့ဇန်နဝါရီကတည်းကအရခေါ်ပြီးသွားပြီးဆိုတော့သူများအသင်းတွေကအပြောင်းရွှေ့တွေခက်မြန်မြန်အလုပ်လုပ်နေတာအပြောင်းရွှေ့ဖွင့်တဲ့အချိန်တွေဘာတွေသူတို့မဆောင်မှုပြတတ်နိုင်နေများဆိုသူတို့ကျွန်တော်လုပ်လုပ်နေတာ Real Madrid ဆိုလို့ရှင်လည်းပဲကြည့် DR ဒီတော်တော်လေးကိုတိုင်ပတ်ခဲ့တာ เนาะတိုင်ပက်ခဲ့တာရောအခုဘာဖြစ်လဲကျွန်တော်ကဘုံမောင်ရဲ့နောက်ခင်ကစားမပြီးသူကျွန်တော်ကဘယ်ဟောစင်တို့ဘာလို့ကိုသူတို့ခေါ်တယ်အာနူတို့ကိုသူတို့ခေါ်တယ်ပြီးလို့ချင်းနီးပြဖြစ်သူဂျာပြေလွန်စိုးတို့ဘာလို့ပြောင်းလဲတယ်ဒါမျိုးတွေသူတို့လုတ်ကုန်ကြပြီဆိုတော့နီးအတင်းကြီးတိုင်းလူလူကပေါ့နော်တိုးတက်ဖို့အတွက်အမှန်ကန်ပြောင်းလဲနေကြတာဗျာသိလားဟိုအချင်းပြေခဲ့ပါတယ်เนาะဖလားရခဲ့ပါတယ်အောင်မြင်မှုရခဲ့ပါတယ်ဆိုတော့ဟိုလီဗာပူးလိုအတင်းမျိုးတော်မှာရည်ရွယ်ချက်ရှိရှိကြီးမှန်းချက်ကြီးကြီးနဲ့ကစားမကောင်းနေခုံနေတဲ့ချိန် ကိုတွေကဟိုလိုလိုဒီလိုလိုဖြစ်နေတာတွေကဘလို့မှအဆင်မပြေဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ Matthias Kunya ရဲ့တရင်ကဆလို့နောက်ကစားမားတွေအထိဒါတရင်အနေနဲ့ဒါအမှန်ကန် Hewi ကိုတရင်နေကြားဖို့ကျွန်တော်မျှော်လင့်နေ။အပြောင်းရွှေ့တွေလည်းခက်မြမြလို့လို့ကိုကျွန်တော်မျှော်လင့်နေ။အသင်းတာဝန်ရှိသူတွေအနေနဲ့အလုပ်လုပ်ဖို့လိုတယ်။ကျွန်내နီးပြားတွေဘာတွေကတိတ်အလောက်ကောင်းခဲစရာမလိုဘူးသူတို့ဒါ European Final အတွက်ကျွန်တော်ပြင်ရဆင်ရမယ်။ဟုတ်တယ်မလားနော်။ဒါတွေအယုံအယုံနောက်ချင်မရဘူး။ဆိုအတင်းတောင်းရှိသူတွေစာဂျင်ရက်ကလစ်တို့ဥမာပါရာဒါတို့เนาะအာကစားဒါရိုက်တာဘသူပဲတောင်းယူယူ เนาะကျွန်တော်ဒီအပြောင်းအရွှေ့တွေကိုခက်မြင်မြင်လုပ်နိုင်မှရမှာပါဆိုတော့ Fabrizio Romano ကတော့ဒီ Hiwi ကိုကမကြခင်တော့မကြခင်ဖြစ်တော့မယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒီညတော့တီးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကတော့ဘယ်လိုမြင်ရလဲကျွန်တော်ဒါကွန်ညာပြီးရင်ဘယ်ကစားမကိုထက်ခေါ်ဖို့အတွက် United ကျူးပန်းလိမ့်မယ်လို့ထင်ကြတယ်ဆွေးနွေးရပါဦးကျေးဇူးပါပဲညီကများလုံးကိုကျေးဇူးများကြီးတင်ပါတယ်